အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brand ကိုတည်ဆောက်နေတဲ့လူတွေအတွက်ပစ္စည်းတစ်ခုကိုထုတ်တော့မယ်လို့ရှင်သိစိတ်ထားတဲ့အချက်လေးတွေကိုဝေမျှပေးတင်ပါတယ် item မှာမှကျွန်မအားကြောင်းလေးပြပြချင်လဲဆိုတော့ Oroke product ဖြစ်တဲ့ဒီ brand နဲ့ပတ်သက်တဲ့ပစ္စည်းတောင်းလေးကိုရှင်းပြပေးမယ်သူကကြတော့နည်းနည်းလေး product အမျိုးအစားလည်းနည်းတယ်နောက်တစ်ခုကကြတော့တူတူနဲ့ရှင်းပြလို့ရတယ်ပေါ့နော် အဲ့ထဲမှာကဒွင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကသွားတိုက်လေးရရှိမယ်။အာနောက်ပြီးတော့ကဒွင်းသေးတဲ့ဟာလေးရရှိမယ်။နောက်ပြီးတော့ mouse spray ပေါ့နော်။ကဒွင်းစပရေးလေးရရှိမယ်ပေါ့နော်။အဲ့မှာကျွန်တော်တို့ကသူ့ပေးလို့ပြောလိုက်လို့ရှိရင်သူကဘူးပုံစံကအများဆုံးကသူကကျူးတောင်းနဲ့ပဲထွက်ကြတယ်။အကျူးတောင်းမှာမှာကျူးတောင်းရှိမယ်၊ညှစ်တောင်းရှိမယ်၊ဘူးရှိမယ်ပေါ့နော်။ဘူးအဝိုင်းလေးတွေထုတ်ကြရလဲရှိတယ်။အဲ့မှာကျွန်တော်တို့ကပုံမှန်ဈေးကွက်ထဲမှာဆိုလို့ရှိရင်ဒါကျူးတောင်းလေးနဲ့ထုတ်နေတယ်ဆိုရင်အဲကျွန်တော်တို့ညှစ်တောင်းနဲ့မထုတ်ချင်ဘူးလား။ညှစ်တောင်းနဲ့ထုတ်လို့ရှိရင်တော့ကျွန်တော်တို့ဈေးတစ်ခုကြည့်ပါတယ်။သူသူရဲ့ဘူးဒီဇိုင်း နဲ့ပတ်သက်ပြီးတော့ဈေးတစ်ခုရှိသွားမယ်။အဲ့မှာကျွန်တော်တို့ကဘူးပုံစံရေးရတယ်။ဘူးပုံစံရေးရတဲ့အခါကျွန်တော်တို့ကအဲ့ထုံးမဲ့ပစ္စည်းကကျွန်တော်တို့ဂျင်နဲ့ထုံးပါလား၊ခရင်နဲ့ထုံးပါလား၊အမုံနဲ့ထုံးပါလားဆိုတာလည်းတစ်ခါရှိတယ်။နှံ့၊ဗာနှံ့ထုံးပါလေ။ဥပမာပုံမှန်ဈေးကွက်ထဲမှာဆိုလို့ရှိရင်တော့ကုစီနံနှံ့ရှိမယ်။နောက်ပြီးတော့လင်းရင်ပွင့်နှံ့ရှိမယ်ပေါ့နော်။ဒီလိုမျိုးလေးတွေပဲထုံးပါလား။ဒါမှမဟုတ်ကိုကဒီအနှံ့မျိုးကိုလူကြိုက်များနိုင်လဲဆိုတဲ့ဟာမျိုးမာကတ်စာပဲလုပ်ပြီးတော့လဲထုံးလို့ရပါတယ်။နောက်ကအရာတာနောက်ကအယောင်လေးရှိ။ကလေးတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအယောင်လေးရှိလို့ရှိရင်တန်းယောင်လေးတွေလိမ္မော်ယ ောင်လေးတွေအစပြေရောင်လေးတွေဒါမျိုးလေးတွေလောက်ရတာဆိုလို့ရှင်လေချူလေးပေါ့နော်ဒါလေးတွေအတွက်ဆိုလို့ရှင်အဲ့လိုမျိုးထုတ်တယ်လူကြီးတွေအတွက်ဆိုလို့ရှင်လေဒါပူရှင်းလေးထုတ်ကြတာရှိရဲအေးလေးတွေထုတ်ကြတာရှိဒီကွက်ထမဆိုရင်အများကြီးပေါ့နော်နောက်တစ်ခုကကြတော့မောက်စပရေးမောက်စပရေးမှလည်းဒီတိုင်းပဲကျမတို့အများသာနဲ့အနံ့လေးတွေကိုပေါ့နော်ပေချာရွေးချယ်ပြီးထုတ်လို့ရတယ်ဒီလိုမျိုးထုတ်တော့မယ်ဆိုလို့ရှင်အမားကစာပေးလေးနဲ့ပေါ့နော်လုံးမယ်ဆိုလို့ရှင်တော့ကျမတို့ဒီကွက်ထမပို့ပြီးတော့ပြင်ပေးပါတယ်နောက်တစ်ခုကဈေးတန်းဝင်မဲ့ပစ္စည်းမျိုးလည်းချိန်ရမယ်ပေါ့နော်အဲ့ခါကျရင်ကိုရွေးချယ်ချက်လက်တဲ့ပစ္စည်းကဈေးကွက်ထမပေါ့နော် အကောင်းဆုံးရက်တည်နိုင်မှာပေါ့နော်ဒါကတော့ကျွန်တော်ကဒီဒီနမူနာပေါ့နော်ကတွင်နဲ့ပတ်သက်ပြီးတော့ဒါတူတူတုတ်တုတ်တွေဖြစ်တဲ့နမူနာလေးပြောပြပေးတာပါအမှန်တကယ်ကတော့ပစ္စည်းတွေဆိုလို့ရှိရင်ထုတ်မယ်ဆိုလို့ရှိရင်အများကြီးရှိပါတယ်အဘာတွေရှိလဲဆိုလို့ရှိရင်ဒါရေချိုးပြပြနဲ့ပတ်သက်ပြီးရောပဲဖြစ်ဖြစ်စပီမန်နေနဲ့ပတ်သက်ပြီးရောပဲဖြစ်နောက်စကင်ခဲနဲ့ပဲပတ်သက်ပြီးရောပဲဖြစ်စကင်ခဲမှာမှာအများကြီးရေးစရာတွေရှိသေးတယ်ပေါ့နော်ဥမာစီရန်ထုတ်မှလားအဆန်ထုတ်မှလားမျက်နှာပေါင်းတင်တဲ့ဟာထုတ်မှလားအများကြီးရှိပါတယ်နောက်ပြီးတော့ make up ပိုင်းမှာဆိုလဲအများကြီးရှိတယ်ပေါ့နော်ဒါဒီနေ့မှာတော့ထွန်း မီမာတေးလို့လဲကောင်းနေပေါ့နော်တူတူတုတ်တုတ်လဲဖြစ်တဲ့ဒွေနဲ့ပတ်သက်ပြီးတော့လဲညပေးခြင်းဖြစ်ပါတယ်ဒီလိုမျိုး product တစ်ခုချင်းစီကိုထုတ်လုပ်ခြင်းနဲ့တိုင်ပင်ဆွေးနွေးခြင်းနဲ့မထုတ်ခြင်းသေးဘူးပေါ့နော်လောလောဆယ်ဆွေးနွေးတိုင်ပင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါ